ကျွန်တော်တို့လိုနောက်ခံ background မရှိတဲ့လူငယ်တွေမှာအများတန်းတွေးပူနေတာတခုရှိပါတယ်။အဲ့ဒါဘာလဲဆိုရင်တော့ငွေမရှာနိုင်မှာကိုစိုးရင်ခြင်းပဲဖြစ်ပါတယ်။အသက်တွေကြီးသွားလို့အပြင်ကအလုပ်တွေဝင်တဲ့အလုပ်တွေမလုပ်နိုင်တော့တဲ့အချိန်ဘယ်လိုလုပ်ရမလဲ။အဲ့လိုအများတန်းတွေးပူနေတတ်ကြပါတယ်။တကူကြီးတကာရသမားတွေဖို့အတွက်ဆိုရင်လည်းဒီကိစ္စတော်တော်စိုးရင်ပူပန်ရတဲ့အလုပ်ပဲဖြစ်ပါတယ်။ဒီလိုလူငယ်တွေအတွက် ကျွန်တော်မှအဖြေရှိပါတယ်။ကိုကအတန်းပညာအတော်အသင့်တက်ထားမယ်ဆိုရင် ဒီပညာရက်ကအချိန်တိုင်းတာတစ်ခုပေးပြီးတေချာလေးလာလေ့ကျင့်မယ်ဆိုရင် ကိုဘသာယက်တိနိုင်စွမ်းရှိတဲ့ပညာရက်တစ်မျိုးပဲဖြစ်ပါတယ်ဒီပညာရက်ကိုသာကျွမ်းကျင်သွားရင်သင်ကလက်တစ်ဖက်မျက်လုံးတစ်လုံးပဲရှိရင်တော့ငွေရှာနိုင်တဲ့ပညာရက်ဖြစ်ပါတယ်ဒီပညာရက်ကဘာလဲဆိုတာကိုသိကြရင်တော့ဗီဒီယိုလေးကိုစုံအောင်ကြည့်ဖို့လိုပါမယ် Welcome to my channel. ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေ။အဲ့ဒီပညာရက်ကတော့ trading ပညာရက်ပဲဖြစ်ပါတယ်။ trading ဆိုတဲ့အရန်ဝယ်ပြုလုပ်ခြင်းဤပညာကိုသာတေချာလေ့လာပြီးဒီဇိုင်းမမက်စူးစမ်းမယ်ဆိုရင်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲမျက်လုံးတစ်လုံးလက်တစ်ဖက်ပဲရှိပါစေ။အသက်ကြီးတဲ့အချိန်ထိကိုယ်ဟာကိုယ်ကိုပြီးရည်တည်နိုင်စွမ်းရှိပါတယ်။ ဒီလောက်ကောင်းတဲ့ပညာရက်ကလည်းလွယ်လွယ်နဲ့မတက်မြောက်နိုင်ဘူးဆိုတာကိုနားလေသဘောပေါက်ထားဖို့လိုပါမယ်။ဒါဆိုရင်အရန်ကခတ်မှလားဆိုရင်တော့လေမဟုတ်ပါဘူး။အချိန်အတိုင်းတာတစ်ခုထိကိုကလေးလာစရာတွေကိုလေ့လာမယ်၊လေ့ကျင့်မယ်ဆိုရင်အချိန်တစ်ခုရောက်လာလို့အတွေ့အကြုံတွေသာပြည့်ဝသွားမယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အကျိုးကျေးဇူးတွေကခံစားလာရမှာပဲဖြစ်ပါတယ်။တသက်လုံးလုံနိုင်တဲ့ပညာရက်တစ်ခုဖြစ်တာမလို့ကိုဘကတေချာလေးလာလိုက်စားဖို့တော့လိုပါတယ်။ဥပမာတစ်ခုအနေနဲ့ အသက်88နှစ်ရှိပြီဖြစ်တဲ့ဂျပန်ဒေးထရိတာရှီဂါရုဖူဂျီမိုတိုဟာအသက်16နှစ်ကလေးကဂျပန်စတော့ရှယ်ယာဈေးကွက်မှာအယောင်းဝင်လုပ်ခဲ့သူဖြစ်ပါတယ်။သူ့ဘဝတက်တန်းတစ်လျှောက်မှာ US ဒေါ်လာ12.6 million အမြတ်ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒီလိုမျိုးတာတကတွေများစွာရှိပါတယ်။အဓိကကကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေကစကားပြောသွားမှာပဲဖြစ်ပါတယ်။ Trader တယောက်ဖြစ်ဖို့ဘာဘွဲ့ညာဘွဲ့တွေရှိထားဖို့မလိုသလိုပညာတွေမိုးပြအောင်တော်နေဖို့လည်းမလိုပါဘူး။ သင်တင့်မြတ်တာတဲ့အသိပညာတွေသာရှိတယ်ဆိုရင် financial freedom ရဲ့အရာတော်ကိုအပြည့်အဝခံစားနိုင်ပါတယ်။ကိုကသာ professional trader တယောက်ဖြစ်သွားရင် nine to job အလုပ်တွေဆိုတာထဲစင်းစားစရာကို မလိုတော့ပါဘူး။မြန်မာနိုင်ငံမှာလည်းတကယ်အရန်တော်တဲ့ profitable trader တွေရှိပါတယ်။စေတနာနဲ့လမ်းပြပေးနေတဲ့ webuber channel ကဆရာတို့လိုမျိုး the discipline trader channel ရဲ့ဆရာမျိုးရင်ဇန်တို့လိုအသိပညာအတတ်ပညာတွေကိုအနှစ်သာရပြည့်ပြည့်ဝဝချပြပေးနေတဲ့ဆရာတွေလည်းရှိလို့ ဟိုးတို့ကလို့လေးလာရမှာတွေကအရင်မခက်ခဲတော့ပါဘူးလေးလာရမယ့် guideline တွေ rules တွေ discipline တွေ psychology ဘိုင်းတွေကိုသိရှာလေးလာလေ့ကျင့်မှုပဲလိုပါတယ်ဒါဆိုရင် မေးစရာရှိပါတယ် trading လုပ်တာကပတ်စံရှိမှလုပ်လို့ရမှာလား deposit တွေအများကြီးရှိမှ trader life ကိုရှောက်လန်းနိုင်မှာလားအဲ့အတွက်အဖြေကတော့ no ကိုမှသာ professional trader တယောက်ရဲ့ skill တွေသာရှိနေမှာဆိုရင်ကို့အတွက်အခွင့်အလမ်းတွေကအများကြီးရှိနေပါတယ် competition တွေ Fantech exam တွေရှိလို့အဓိကကကိုယ့်ရဲ့စ조사အထုံးမှုနဲ့ skill တွေသာလိုအပ်ပါတယ်။နောက်ထပ်မေးစရာရှိပါတယ်။ Trading လုပ်ဖို့က laptop တွေ desktop တွေရှိမှရမှာလား။အဲ့ဒီအဖြစ်အတွက်လဲ No အနေဆုံးဖုံးအလဲလက်တလုံးရှိုံနဲ့တင်လေးလာလို့ရပါတယ်။ဒီထက်တက်နိုင်ရင်တော့ tablet လေးတလုံးလောက်နဲ့တင်အများကြီးအလုပ်လုပ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လိုလူငယ်တွေအနေနဲ့ရေရှည်မှာအကျိုးရှိတဲ့ပညာရဲ့တစ်ခုကိုလေးလာဖို့ဒီနေရာကနေတိုက်တွန်းမရစေ။ ကိုသာ professional တယောက်လို့လေးလာလေ့ကျင့်နိုင်ခဲ့ရင်ဝန်ထမ်းဘဝလို့ pressure တွေရောပါသွားနိုင်ပြီးတော့ကိုပိုင် business ကိုပိုင် company တခုလို့သဘောထားပြီးလောက်ကင်နိုင်တာမလို့ financial freedom ကိုရရှိနိုင်ပါတယ်ကျွန်တော်အပေါ်မှာပြောခဲ့တာတွေအားလုံးကကိုလေးလာစရာတွေကိုအခြေခံကစလေးလာဖို့တိုက်တွန်းလိုချင်တာဖြစ်ပါတယ်ငါတော့ဘလောက် deposit တင်ပြီး trade လိုက်မယ်ဆိုတာမျိုးကိုလုံးဝလုံးဝအာမပေးပါဘူးအတက်ပညာကိုအရင်သင်ယူပါငွေက နောက်ကလိုက်လာပါလိမ့်မယ်အခုလိုခက်ခဲနေတဲ့ကာလမျိုးမှာ ကျွန်တော်တို့လိုလူငယ်တွေကဘာလို့လို့ဘာကြံရမယ်မသိလမ်းတွေပျောက်သွားပါတယ်ဒီလိုအချိန်မှာလမ်းပျောက်မနေဘဲလေးလာတင်ယူတင်တဲ့ပညာရက်တစ်ခုကိုမိမောင်းထိုးပြလိုခြင်းပဲဖြစ်ပါတယ် trading ပညာရက်ကိုသင်တန်းလဲမတက်ပဲ basic ကနေစလေးလာခြင်းနဲ့ညီကိုတွေအတွက်အောက်က discretion မှာမြန်မာလို free လေးလာတင်ယူနိုင်တဲ့ YouTube channel တွေကိုတစုတစည်းတည်းခြားထားပေးပါမယ်ဒီ trading ပညာရက်ကိုသာတေချာကျွမ်းကျင်သွားရင်ကျွန်တော်ပြောခဲ့သလိုပဲလက်တစ်ဖက်ထဲနဲ့မျက်စိတစ်လုံးနဲ့ရှိနေရင်တော့ ကလစ်တစ်ချက်နဲ့ငွေရှာနိုင်စွမ်းရှိပါတယ်။ဘဲပညာမှလွယ်လွယ်ကူကူမရနိုင်တာမလို့တေချာစူးစမ်းဖို့လိုပါတယ်။စူးစမ်းရင်မဖြစ်နိုင်တာမရှိဘူးလို့ခံယူထားဖို့ပဲလိုပါတယ်။ဒီပညာရက်ကိုသာတက်မြောက်ထားရင်အသက်တွေကြီးလာလို့အလုံးမရှိတော့မှမျိုးကိုလည်းစိတ်ပူစရာမလိုတော့ပါဘူး။ဒါကြောင့်ကျွန်တော်လိုလူငယ်ညီကိုတွေကို 3D ပညာရက်ကလေးကိုလေးလာထားတဲ့ပညာရက်တစ်ခုဖြစ်ကြောင်းကိုတင်ပြဆွေးနွေးလိုက်ပါတယ်။ဒီဗီဒီယိုကတငယ်ချင်းတို့အတွက်အကျိုးရှိမယ်လို့ယူဆရင် like and subscribe နဲ့ကူညီခဲ့ကြဖို့တောင်းဆိုပါရစေ။ご覧いただきありがとうございます。